ဥတခုံးရှာဖွေတဲ့ဝါဝါစာကလေးမနဲ့ဝါစာကလေးမရဲ့ယောက်ျားဖြစ်သူစောစောတို့ကတောင်းရင်မှအိမ်တလုံးဆောက်ဖို့အတွက်ပြင်ဆင်နေကြတော့တာပေါ့ထင်းချောင်းတဲတဲမီးတွေကို ရှင်းရှာလာခဲ့တော့ကျမကမြေကန်းနာကနေညက်တွေရှာလာခဲ့မယ်မင်းမမမလုံးနဲ့ဒီမှာပဲအေးအေးစစ်စစ်အနားယူနေအဲ့လိုပြောပြီးတော့စောစောစာကလေးကထင်းချောင်းလေးတွေကို ရှာဖို့အတွက်တောင်းရင်မှပတ်ပြီး ပြန်တန်းနေတော့တာပေါ့အဲချိန်မှာကြီးကမ်းမတကောင်ကို တွေ့သွားတော့တယ်ထင်းချောင်းနေရှာပြီးတော့ဘာလို့မလုပ်လဲမိမကအိုးတော်မှာမလို့လေအဲ့ဒါကြောင့်အတိုက်အစ်ဆောက်တော့မလို့ဦးချောင်းကိုကြာပြီးတော့တင်တင်ကြီးကမ်းမကအတွေးထဲမှာနေဝင်သွားတော့တယ်နောက်တော့စုံစုံဆောင်ကလေးကိုပြောလိုက်တော့တာပေါ့ကျမနဲ့ကျမရဲ့ယောက်ျားကဒီဟင်းလေးပြင်ဟိုဘက်ချမ်းမာနေတာလေ အဲ့မှာရန်ကုန်လာပြီးတော့ခိုင်မာတဲ့အတိုက်တစ်ခုရှိတယ်။အကင်လို့ရှင်သာဆန်းနာရှိရင်အဲ့အတိုက်မှာလာနေလို့ရတယ်။အဲ့အတိုက်ကအတုံးမလို့ဘူးလား။ကျမတို့ကတက်တက်အတိုက်မှာနေတာ။ဒီညရာတီကြမှာအတိုက်တက်ဆောင်လိုက်တာလေ။နောက်တော့ဇွန်ဇွန်စားကလေးကထင်းချောင်းတွေကိုမရှာတော့ဘဲပြန်လာတော့တယ်။ဟဲ့တော့ရှင်ထင်းချောင်းတွေမယူလာဘူးလား။ကိုတို့အတိုက်ဆောက်စရာမလိုတော့ဘူး။ ဟင်းလင်းပြင်ရဲ့တစ်ဖက်ချမ်းမှာကြီးကန်းတွေရဲ့အတိုက်ပိုတစ်ခုရှိနေတယ်။ကိုခုနကလေးကကြီးကန်းမလေးနဲ့တွေ့ခင်တယ်လေ။သူကကို့ကိုပြောတယ်။အဲ့ပိုနေတဲ့အတိုက်မှာနေလို့ရတယ်တဲ့။ဟုတ်လားရှင်။ဒါဆိုရင်ကောင်းတာပေါ့။အဲ့မှာဆိုကျင်းကတ်တွေနဲ့အများကြီးရှိလာမှာ။ဒါဆိုကျမတို့ချိန်ဆွဲနေလို့မဖြစ်ဘူးလေ။အဲ့နောက်ဆိုရင်သွားကြရအောင်လေ။အဲ့နောက်မှာတော့စံကလေးလင်များနှစ်ယောက်က ဟင်းလင်းပြင်ကိုဖြတ်ပြီးတော့ကြီးကမလေးတို့စီကိုရောက်လာတော့တယ်။ဟိုရှိကတစ်ပင်မှာရှိတဲ့အတိုင်းကမင်းတို့အတွက်ပဲ။ကျွန်တော်သွားကြည့်နိုင်အောင်မေး။အဲလိုပြောပြီးတော့စွန်စွန်စာကလေးကအတိုင်းရှိရာကိုသွားလိုက်တော့တယ်။စာကလေးမရင်မင်းရဲ့ယောက်ျားပြောပြတာ။မင်းကအိုးတော့မှဆုံး။ဟုတ်တယ်လေ။အဲ့ဒါကြောင့်မင်းတိုက်ဆောက်ဖို့လုပ်နေတာ။ဒီမှာဆိုဘာမှကြောက်စရာမလိုဘူး။ ဥအတွင်းလဲစုံရင်ရှားမလို့တလူစားနေရခါအတွင်းလဲစိတ်ပူရှားမလို့ဘူးညရောက်သွားတော့တာပေါ့ဝေါ်ဝါစားကလေးမနဲ့စောစောစားကလေးတို့ကအတိုက်ပေါ်မှာလဲနေလိုက်ကြတော့တယ်တင်တင်ကြီးဒီစပားတွေကိုသူတို့ကိုတွားပေးလိုက်ကိုကလူကြီးသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်အဲ့ဒါမှကျမတို့ရဲ့အစီအစဉ်ကအောင်မြင်မှာတူတူပြောပါကွာအတန်ဆိုတဲ့အရာကအဝေးကနေတော့ကြားရတတ်တယ် ဝါမရေးဝါမအိတ်သွားပြီလားယင်ဝါမစာကလေးမက ထထိုင်လိုက်တော့တယ်မိတ်သေးပါဘူးဥရဲ့နာခံနဲ့ပတ်သက်ပြီးတော့စကားပြောနေတာပါဒီနေ့ဘာမှမစားရတော့သေးဘူးနဲ့တူတယ်နင့်အတွက်စပန်းတွေယူလာပေးခဲ့တယ်ကျေးဇူးတင်ပါတယ်အရန်ရန်ကိုကျေးဇူးတင်အတိုက်ထဲမှာလည်းပေးနေခဲ့တယ်အခုကစပန်းတော်ဆင်သက်လာပေးတယ်အမတို့နဲ့တွေ့ရတာကျမတို့ကရန်ကိုကန်ကောင်းတာပဲ ငါတို့အမြဲတမ်းဒီလိုမျိုးဖေးမကူညီရင်နေထိုင်ကြမယ်နေနော်။နောက်တရံမှာတော့ဦးလေးနှလုံးဥလာတော့တယ်။ဝါဝါစာကလေးမနဲ့ဇောဇောစာကလေးတို့ကအရန်ကိုဝမ်းတာနေတော့တာပေါ့။ကျမအခုပဲအမတင်တင်ကိုတည်င်းကောင်းသွားပေးလိုက်အောင်မယ်။အင်းနောက်မှာတော့ဝါဝါစာကလေးမကတင်တင်ကြီးကမ်းမတို့ရဲ့အတိုက်စီကို ရောက်လာကြတော့တယ်။ဒါပေမဲ့တင်တင်ကြီးကမ်းမတို့ကအတိုက်ထဲမှာမရှိဘူးပေါ့။ မနှံစောစောပဲသွားကြတာလည်းမသိဘူးကြည့်ရတာအစာရှာထွက်တာဖြစ်မယ်အဲ့နောက်မှာတော့စောစောစာကလေးကဝါဝါစာကလေးမကိုခေါ်လိုက်တော့တယ်ဥရရဲ့အနားကိုလာခဲ့တော့ကိုမြေကန်းနာကိုသွားမလို့ဝါဝါစာကလေးမက သူ့ယောက်ျားစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်ဒီနေ့ကကျမတို့ဦးလေးရေပထမဆုံးရက်ဆိုတော့ကျမလေးမြေကန်းကိုလိုက်ခဲ့ပြီးခြေလက်မျက်နှာတင်အောင်မယ် ပြီးကြရင်2ရက်3ရက်ကြာနေသည့်အတိုက်ထဲကနေထွက်လို့ရမှာမမဟုတ်တော့တာ။ဒါလည်းဟုတ်တာပဲ။ဒါဆိုကိုနဲ့အတူတခါလေးလိုက်ခဲ့လိုက်။အင်းနာမှာတော့စာကလေးလင်မယားနှစ်ယောက်လုံးကမြေကမ်းစီကိုထွက်လာခဲ့ကြတော့တယ်။ကိုကာလူကြီးဒီနေ့ဝါဝါက အုပ်ဥပီးနေလောက်ပြီလို့ကျမယုံနေ။တွားကြည့်ကြရအောင်လား။မင်းဒီမာနေခဲ့။ကိုတွားကြည့်လာခဲ့မင်း။အင်းနာမှာတော့ကာလူကြီးကအတိုက်စီကိုပြန်လာတော့တယ်။အဲ့ချိန်မှာအတိုက်ထဲမှာ ။ဦးနှလုံးရှိကကိုတွေ့သွားတော့တယ်။ဒါပေမဲ့စာကလေးလင်မယားကိုမတွေ့ဘူးပေါ့။ကာလူကြီးကန်းကဟိုဘက်ဒီဘက်ကိုကြည့်ပြီးတော့ဦးနှလုံးကိုယူပြီးထွက်ပြေးသွားတော့တယ်။ကိုယူလာနိုင်ခဲ့ပြီ။ကိုယူလာနိုင်ခဲ့ပြီ။တင်တင်ကြီးအတိုက်ထဲမှာဦးနှလုံးတွေ့တယ်။ဒါပေမဲ့စာကလေးတွေကိုတော့မတွေ့ဘူးကွာ။ဒီနေ့ချက်ချင်းပဲဦးရိယူလို့ရလောက်မယ်လို့ကျမဖြစ်မယုံနိုင်ဘူးရှင်။ရှင်သိရင်လား။ကျမငငယ်တွေကအမေကလည်း ချက်တုံရွေးရဲ့ဥကိုဖောက်ပြီးတော့တိုက်ဖူးတယ်။ဟိုတစ်ခေါက်တုန်းကကိုခိုမရဲ့ဥကိုခိုးလာခဲ့တာရောမိမိသွားပြီလား။မှတ်မိပြီ။ဒါပေမဲ့အဲတုန်းကဥလေးကတတော်လေးကိုသိတာ။အဲနောက်မှာတော့ကြီးကန်းလက်မယားကကိုစီကိုစီဥတွေကိုယူပြီးတော့ခြုံထဲဝင်ပြီးဖောက်ပြီးတော့တောက်လိုက်ကြတော့တယ်။စာကလေးလက်မယားနှစ်ယောက်ကအတိုက်ကိုပြန်ရောက်လာတဲ့အချိန်မှာသူတို့ရဲ့ဥလေးတွေကိုမတွေ့တာကြောင့်အယံကုန်စိတ်ပူသွားတော့တာပေါ့။ ကျမတို့ရဲ့ဥလေးတွေကဘယ်ရောက်သွားတာလဲအခုနလေးကတော့မှဒီတိုက်ထဲမှာပဲထားခဲ့တာပါဒီလောက်မြ мян ကြီးဘသူကများကိုရင်းရဲ့ဥလေးတွေကိုခိုးယူသွားရတာလဲကိုရုရဲ့ပြစ်မရှိတဲ့ကလေးလေးတွေကိုခိုးယူပြီးစားပြည့်ရတာဘသူတွေဖြစ်နိုင်မလဲကာနူကြီးကနေတင်းတင်းကြီးကမှကလည်းအဲ့ကိုရောက်လာတော့တယ်ဝမကြီးအကိုတို့ကညီမလေးအတွက်စပိုင်းယူလာပေးခဲ့တယ်ဝါဝါစာကလေးမကရှိုင်ကြီးတငယ်ငိုချလိုက်တော့တာပေါ့ အကိုကာနူးရေ အကိုကာနူးညီမလေးလေဒီမနက်ပဲဥနှလုံးဥခဲ့တယ်။ဒါပေမဲ့ညီမလေးရဲ့ဥတွေကိုတယောက်ယောက်ကခိုးသွားခဲ့တယ်။ဘာပြောလိုက်တယ်။ဘလို့လုံးပြီးအဲ့လောက်အမြန်တိနိုင်မှာလဲ။အတိုက်ထဲမှာဥတွေရှိတဲ့အကြောင်းလေ။ဒီမှာဆိုမွေးတောင်တကောင်မှရှိတာမဟုတ်တလို့ဥတွေကို ဖောက်ဆွားမယ်။အချားငတ်တွေလည်းရှိနာမဟုတ်ဘူး။ဘသူကဒီလုံးကိုလောက်တာဖြစ်နိုင်မလဲ။ကျွန်တော်တို့နေ့အောင်တူတူမြေကန်းကိုသွားခဲ့မိတာပဲမှားသွားတာပါ။ ဘဝစာကလေးမရဲ့မျက်လုံးမှာမျက်ရည်တွေက ပြည့်နှက်နေတော့တာပေါ့။ဦးလေးရီရဲ့ဖီးကြီးကျမတက္ကနာလောက်တော့တယောက်ထင်းနေခြင်းမိတယ်။ကျမရဲ့စိတ်ထဲမှာတမျိုးကြီးပဲခံစားလို့မကောင်းမှုဖြစ်နေတယ်။အဲ့လိုပြောပြီးတော့ဝါဝါစာကလေးမကညကန်းသားကိုထွက်သွားလိုက်ပြီးတော့ငုံနေတော့တာပေါ့။အဲ့ချိန်မှာအဖွားကြီးကမ်းမလေးကဝါဝါစာကလေးမငုံနေတာကိုတွေ့ပြီးတော့အနားကိုယောက်လာတော့နေ။သမီးရင်ဘာဖြစ်လို့ငုံနေရတာလဲ။အဖွားကြီးသမီးလေး ဒီနေ့မနက်ပဲဦးလေးနှလုံးဥခဲ့တယ်။ဒါပေမဲ့တယောက်ယောက်ကသမီးမသိခင်မှာပဲသမီးရဲ့ဦးလေးကိုခိုးယူသွားခဲ့တယ်။ဘသူခိုးသွားမှန်းလည်းမသိဘူး။ဒါဆိုရင်တော့သမီးအတွက်တကူကိုတီးရဖို့ကရန်ကုန်ရေးကြည့်တယ်။ဘာလို့ဆိုနောက်တစ်ခါသမီးထက်ဥရင်လဲခိုးသွားအောင်ပါလေ။ဒါပေမဲ့ဖွားရင်သမီးရဲ့အိမ်ကြီးချင်းတွေကရန်ကုန်သဘောကောင်းကြတာ။တကယ်တကူကဘသူလဲဆိုတာကို သမီးကဘလို့လုပ်ပြီးတော့သိနိုင်ပါလဲ။အဲနာမှာတော့အဖွားကိုကြီးကားမလေးက ဝါဝါစာကလေးမရဲ့နားနာကိုကတ်ပြီးတော့တူတူလေးပြောလိုက်ပါတော့တယ်။နောက်တော့ဝါဝါစာကလေးမက သူ့ရဲ့တိုက်ကိုပြန်ရောက်လာတော့တယ်။အဲ့လိုနေပဲနေရီရက်တွေကုံဆုံးသွားတော့တာပေါ့။ဝါဝါစာကလေးမနဲ့စောစောစာကလေးတို့ကမြစ်ကဲနားကိုရောက်လာကြတော့တယ်။နောက်တော့ဝါဝါစာကလေးမက ပြောလိုက်တော့တယ်။ကိုကြီးဒီကနေအဖြူရောင်ကြောက်ခဲတတုံးကိုလိုက်ရှာပေးပါအောင်လား။ကျမကနောက်တလုံးလိုက်ရှာလိုက်မယ်။ဒီလိုလုံးလုံးတကယ်တခုကိုသိနိုင်မှာတကယ်လား။ ပထမတစ်ခါတော့ကကျမတို့ရဲ့ဦးလေးတွေကိုလာခိုးတဲ့တကူကဒီတစ်ခါလဲကျမတို့မှာဦးလေးတွေရှိနေကြောင်းသိရင်တေချာပေါက်ခိုးဖို့ရောက်လာမှာပြီးရင်အဲ့တကူကိုဖမ်းမိသွားလိမ့်မယ်အဲ့ဒီနောက်မှာတော့စာကလေးလင်မယားနှစ်ယောက်လုံးကအဖြစ်အောင်ကြောက်ခဲတုံးလေးတွေကိုယူပြီးတော့ပြန်ရောက်လာကြတော့တယ်။ခဏကြာရင်နောက်မှာတော့တင်တင်ကြီးကမ်းမကိုအဲ့နေရာကိုရောက်လာတော့တယ်။အဲ့ဒါကြောင့်အမရဲ့ညီမလေးကဘာလို့ရမ်းကိုဝမ်းတာနေတာလဲလို့ကြည်နေတာ။ဟုတ်တယ်မှ ဒီနေ့ပဲညမလေးဥလေးတွေဥခဲ့တယ်။ဒါပေမဲ့လည်းကြောက်မိတယ်မယင်။ဒီတစ်ခါဘာမှဖြစ်မှာမဟုတ်ပါဘူးညမယင်။အရန်ကြီးစိတ်မပူပါနဲ့။တင်းတင်းကြီးကန်းမနဲ့ကာနူးကြီးကန်းတို့ကအစာရှာထွက်ကြတော့တယ်။ကျမတို့ရဲ့ဥလေးကိုဘယ်တခုလဲဆိုတာသိရဖို့အတွက်ပုံခုပြီးတော့ကြည့်မှဖြစ်မယ်။အဲ့လိုပြောပြီးတော့ဝါဝါစာကလေးမနဲ့ဇုံဇုံစာကလေးတို့ကအဝေးတနေရာကိုထွက်သွားပြီးတော့ခြုံထဲမှာပုံခုနေလိုက်တော့တယ်။ကိုကာနူးရဲ့တခါတော့သွားကြည့်ကြည့်အောင် ဒီနေ့လဲအဲ့ဟိုတွေကိုကျမတို့စားရင်စားလို့ရတော့တယ်။ဒီတစ်ခေါက်တော့သူတို့ကဥကိုထားပြီးတော့သွားမှာမဟုတ်လားဘူး။မဟုတ်ဘူးမဟုတ်ဘူး။ဝမ်ဝါကမြေကန်းသွားမယ်အကြောင်းပြောတာကျမကြားလိုက်တယ်။အဲ့နောက်မှာတော့တင်တင်ကြီးကန်းမနဲ့ကာလူးကြီးကန်းတို့ကဝမ်ဝါစာကလေးမရဲ့တိုင်စီကိုရောက်လာတော့တယ်။ဟာဟာဒီစာကလေးတွေကယူတွေပါလားနော်။ဒီဥတွေကိုငါတို့စားဖို့အတွက်ထားထားခဲ့တယ်။ကိုကာလူးရေအချိန်ဆွဲမနေနဲ့တော့ မြမြန်လေးဥယူပြီးဒီကနေသွားကြရအောင်။ဝါဝါစာကလေးမနဲ့စွန်စွန်စာကလေးတို့ကခြုံထဲကနေခိုးကြည့်နေရတာပေါ့။အဲနောက်မှာစာကလေးတို့လင်မယားနှစ်ယောက်လုံးကကာလူကြီးကန်းတို့ရဲ့နောက်ကနေမတိမတားလေးလိုက်လာခဲ့တော့တယ်။ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမတို့ကတောနဲ့ထဲကိုသွားပြီးတော့သူတို့ကိုက်ချင်လာတဲ့ဖြူယောင်ကြောက်တုံးလေးတွေကိုအောက်ကိုချလိုက်တော့တယ်။ဒီဥတွေကအရန်ကိုလေးတာပဲ။ဝါဝါစာကလေးမနဲ့သူ့ရဲ့ယောက်ျားကလည်းအဲ့နေရာကိုရောက်လာတော့တယ်။ ဘာလို့ဆိုအဲ့ဓာရီကအဖြစ်အောင်ကြောက်တုံးနေမလို့လေညီမလေးမထင်ထားမိဘူးအပြင်ကနေအရန်ကိုရန်ရောလာနေအမတို့ရဲ့အတွင်းစိတ်ကညီကွေးလိုပဲရုံးမာလိမ့်မယ်လို့အဲ့ဓာကအဲ့ဓာကဥကိုအမကဒါပေမဲ့စာကလေးမနဲ့သူ့ရဲ့ယောက်ချကထွက်သွားလိုက်တော့ရင်ကြင်ရတာတယောက်ယောက်ကိုအလွဲတကူယုံကြည်ပေးလိုက်ရတာက သူတို့နှစ်ယောက်ရဲ့အမမှန်စာကလေးလင်မြနှစ်ယောက်လုံးကနားလေသွားကြလို့ဖြစ်လိမ့်မယ်